သားစော်ကြီးမဟုတ်ပါဘူးလုံးကြအောင်အဲစော်ကြီးလို့တော့ပြောလိုက်ပါအဲစော်ကြီးချောရဲကမလေးတွေကကြတော့ချစ်ကန်ခေရဆိုတော့ဒါနင်တို့ကဟိုကဘယ်လိုပြောမလဲညီမလေးတို့ကအချစ်ကိုမတွေ့သေးရမှာညီမလေးတို့ရုံမဆိုးဘူးသေးလို့အဲအဲ့လိုလေးတွေကဒါမိန်းကလေးတွေတကယ်လည်းမှန်တရားပဲသိရမလားကိုကခိုင်းချင်ချောရင်ကိုကိုကြတော့ကြားလိုက်ဒီကမလေးကချစ်စရာလေးဟဲ့သူကဘဲရှိမဲ့ပုံမှာငါတို့မလိုက်တော့ပါဘူးလို့အဲ့လိုမျိုးထင်နေကြတာအများကြီးလေတကယ်တော့မဟုတ်ဘူးအဲ့လိုလူတွေကမရှိဘူး အလှအောင်ရှိန်သွားကြအကိုလည်းအဆောင်အောင်အဲ့လိုပဲဆိုတာလေကိုချင်းစာပေါ့ညီမလေးဟုတ်တယ်ရဘဝမှာရုပ်ဆိုးကြည့်ကြည့်တယ်လေနော်အဲ့အဲ့ရတန်အရန်ခံရပေါ့ကွာအဲ့ထိုးရဲဆိုတာဘာမှမသိဘူးကိုကလေအခုမဟုတ်ပါဘူးအဲ့ထိုးရဲဆိုတာလေစပေါ်တာလေ ဲ့ကဘာဖိုးတာဆိုတာဘာလဲပေါ့နော်မသိအဲ့ဒါရည်ရတာလားပေါ့နော်ငါရည်ရမှာလားပြောရတာလားပေါ့နော်အဲ့လိုမျိုးကိုယ်စိတ်ထဲမှာလေဟိုကိုကပဲကြီးနေလို့လားမသိကလေးတွေရဲ့ဒီလှုပ်တဲ့ဟာကိုအဆောင်ထရတာကိုကတော့မသိနော်နောက်တော့မှထရတာဟိုချစ်လို့ပေါ့နော်သိရမလားကိုအော်ထရမ်းမျိုးလို့သူတို့မျက်စိထဲမှာဒါလေးကိုနောက်မြင်တဲ့မျိုးနဲ့မြင်တတ်တာပေါ့နော်အဲ့ဒါလေးကသဘောကျစရာလေးဆိုတာနောက်ပိုင်းကျထရရဲ့သဘောကျတယ်ဟောဘလို့ထရမှာလဲဆိုတာဟိုကစိတ်ဝင်စားနေပေါ့အဲ့လိုမျိုးဖြစ်အိုင်ရန်နေသားကြကိုတော့မှပြန်ထိုးခြင်းနေဘူးကွာကိုကသူတို့ညံမကောင်းလို့ ရှိရတခေါက်လည်းအဲ့လိုမျိုးပါလဲရေငုံနေတဲ့ပုံလားဗာလားမသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးနောက်တော့အမမနှမောင်းဆုံးသိရတာဝေးပြေးတဲ့အချိန်မှာအဲ့တာဝေးပြေးတဲ့အဲ့ဟိုအပြေးရဲ့ပြေးပြိုင်နေဝင်းလဲအဲ့ဝင်းနေမှာလေဒါအရှိရဘသူနောက်ကဘသူဘူကတော့တတိယငါလည်းမပြေးပါဘူးနော်ဒါသူတို့ဘာလို့ဒီလိုမျိုးအပြေးပြိုင်ဒီဝင်းနေမှာဟိုဖြစ်တာဒါပေမဲ့မနေ့တော့ဟိုတနေ့ကတော့ငါ့ကိုအမေနဲ့ဒီသူ့ကတော့မှလိုက်တော့ပြေးလိုက်တယ်အဲ့တုန်းကပဲငါ့ကိုတွေ့သွားလားစိတ်ထဲမှာအဲ့လိုစဉ်းစားတယ်ပထမဆုံးပထမဆုံးသတိထားမိရဲ့ဟာရော ော်နော်နောက်တော့မှဒါကဟိုတို့တွေဘယ်သူကအထိတ်ကိုရောက်နေပြီသူကတော့အခုချိန်မှာသိရမလား trend ကဘာတွေဖြစ်နေလဲဆိုတာဟိုဒါအဲအတစ်နှစ်သုံးနှစ်ပြတာဗောတာဝေးပြီးရဲ့နေရာမှာအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးတွေအများကြီးပေါ့ရှိရရှိရတော်တော်များများလေစဉ်းစားရတယ်အဲ့လိုမျိုးမဟုတ်ကိုချစ်တဲ့သူအတွက်တော့မိန်းမနဲ့အကျိုးစားတာပဲတကယ်မောင်လေးအတွက်မှမဟုတ်ကိုကြီးတွေတက်လည်းကြိုးစားရင်ကိုကိုကြီးတွေတက်လည်းကြိုးစားရတယ်အဲ့တော့အားလုံးတွေ့ကြတော့ကိုချစ်တဲ့သူတွေတော့ဆိုရင်တော့မိုတီရအပြည့်ပဲ ဟိုငငယ်တော့လေအဲ့လိုဘဲနဲ့တွေ့ကြံပြီးဆိုလို့ရှိရင်ရန်နေကိုမနဲ့အစောကြီးထပြီးတော့လေအလှတွေရန်ပြင်အဲ့လိုမျိုးအဲ့လူတိုင်းကအဲ့လိုကြီးလာတော့ကြတော့အလှပြင်တာတက်စားလို့ရှိရင်ငါတော့ဟိုမလဲခန္ဓာကိုယ်ချစ်လက်နေမှာပို့ပြီးတော့မိုက်တော့မှာပဲဆိုတော့အဲ့ဒါကြတော့ပြောင်းသွားကြီးလာတော့ trend ကပြောင်းသွားအားကစားပြောင်းပြောင်းလုပ်တာပေါ့နော်သိရမလားအဲ့လိုမျိုးဖြစ်သွားကြီးဦးမရင်သိရမလားပါလေးနေနေ နှစ်ဖက်ရပါသိရမလားဒါပေမဲ့အဲ့ဒါကလွန်ခဲ့တဲ့နားနှစ်တုန်းကရေးကျင်တဲ့စိတ်ဒါပေမဲ့အခုမှတင်လိုက်တာကိုကတော့ရေးလို့မရတော့ပါဘူးအောက်မှာမှတ်ချက်လေးရေးထားပြီးတော့အခုကကိုကမြူသားရှိသွားပြီဆိုတော့လေကရေးလို့မရတော့ဒါပေမဲ့လွန်ခဲ့တဲ့နားနှစ်တုန်းအဲ့စိတ်ကအေးဝရှိတော့တောက်ဘူးသူကတော့ရင်းနေရပဲအမြင်နဲ့ကိုပါတင်နေလို့ လို့မတွေးပါဘူးကွာရေးချင်တာရေးပြီးအကနေအခုတော့လုံးလို့မရတော့ဘူးပေါ့အကဖြေးသေးပေါ့ဖြေးသေးပေါ့သိရမလားအခုတော့ပြင်တော့ပါဘူးပေါ့အဲ့ဒါငင်းအရင်တော့စိတ်ကူးရှိတာအပြိုဘဝတော့ပေါ့ကွာသိရမလားအခုတော့မလုံတော့ပါဘူးပေါ့အဲ့လိုမျိုးလေးပေါ့အောက်ကဖြေးသေးလေးရောထည့်အောင်စိတ်လည်းပေါ်တယ်ဖြေးသေးလည်းပေါ်တယ်စိတ်ကောဖြေးသေးရောတစ်ခါတည်းထည့်ထားလိုက်တယ်တစ်ခါတည်းအလုံးစုံကွာကြီးတော့အချိန်ခံရတာလေဘယ်လိုမျိုးလဲကြီးရင်ကြီးနေပြီဆိုမဟုတ်အဲ့လိုမဟုတ်ဘူးလား ကြီးရင်ချီခမ်းရမှာအကောချီရလားမမသိကိုစိတ်နေမှာကွာကြီးကြီးချီရချီရကွာချီလာငယ်ချီခမ်းရမှာအဲ့လိုမျိုးဆိုတော့ကွာအဲ့လိုမျိုးပဲတွေးထားတာအမှန်တရားဆိုသူကငယ်တော့ကွာမိနေရတယ်ထင်တယ်နော်ဟုတ်တယ်မလားဒါပေမဲ့တွေ့တွေ့ကြိုက်သလားကွာကြီးတော့ချီခမ်းနေရလေကွာသူကငယ်တော့ကွာမိနေရချီရချီရမိလဲမိ ညီမလေးပို့ပြောမှာဗောချောတဲ့ကမလေးတွေကကြတော့ချစ်ကန်ခေရဆိုတော့ဒါနင်တို့ကဟိုဟာဘယ်လိုပြောမလဲညီမလေးတို့ကအချစ်ကိုမတွေ့သေးရမို့ညီမလေးတို့ရုံမစိုးဘူးသေးလို့အဲအဲ့လိုမျိုးလုပ်တယ်ဒါမိန်းကလေးတွေတကယ်လည်းမှန်တရားပဲသိရမလားကိုကခိုင်းချင်ချောရင်ကိုကိုကြတော့ကြားလိုက်ရင်ဒီကမလေးကချစ်စရာလေးဟဲ့သူကဘဲရှိမဲ့ပုံမှာငါတို့မလိုက်တော့ပါဘူးလို့အဲ့လိုမျိုးထင်နေကြတာအများကြီးလေတကယ်တော့မဟုတ်ဘူးအဲ့လိုလူတွေမရှိဘူးအနောက်ရှိန်သွားကြကိုလည်းအဆောင်တော့အဲ့လိုပဲဆိုတော့လေကိုချင်းစာညီမလေးဟုတ်တယ်ဘဝမှာရုပ်စိုးကြည့်ကြည့်တယ်နော် ဲ့အဲ့ရတန်အရန်ခံနေရပေါ့ကွာနောက်တာပါကလေးပြောပြချင်တော့ဒီအစိတ်ရွှေရှင်ကလေးကတော့အမတို့2020ကြီးကရိုက်ထားတာပေါ့နော်ဟိုက melody ပါတယ်ကျော်ထန်အောင်ကျော်ထက်ဆောင်တော့အမပါတယ်နန်းစုပါတယ် director coming ပေါ့နော်ဒီ alchemy ထုတ်လို့ရနေပြီးတော့ဒီဂျွန်လာ28ရက်နေ့မှာတနိုင်ငံလုံးပြတော့မှာဆိုတော့အမလည်းအရင်ရင်ခုံပါတယ်အမတို့ရဲ့ဒီတေးဥဆောင်တာလေးတွေဒီရွှေရှင်ကလေးကိုလာပြီးတော့အကဲဖြတ်ပေးဖို့လဲဟို 一口啊，先好吗？